ူးစင်ငငယ်ဖတ်ဖူးကလေးကသဘောကျခဲ့တဲ့ကဗျာလေးတစ်ပုဒ်ရှိတယ်။အဲ့ဒီကဗျာကဆရာဇော်ကြီးရေးထားတဲ့ကဗျာ။သင်သေးသွားတော့တဲ့ကဗျာကောင်းစီလေး။သင်သေးသွားတော့ဒီကဗျာလေးကလူပြေလောက လူဘဝကအိုရနာယသေရအုံမြေဓမ္မတာဒီ။ တို့ပြိတကသင်သေးသွားတော့သင်ဖွားတော်မီသင်တို့မြည်သည်အခြေတို့မြင့်ကြံကောင်းသင်၏သင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြင့်ကြံကောင်းသင်၏သင်ဥချ၍အမျှဝေရာဇေရီသာနှင့် သစ္စာအယောင်ညံတဆောင်လဲပြောင်းလျက်ဝင်းလျက်ရှိသေးသည်တည်းဆရာကြီးဆိုကြည်ရေးသွားတာကောင်းလိုက်တဲ့ခဗျာဘုရင်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကလေးကဒီကခဗျာလေးကိုရဘူးတယ် ရဘူးကလေးကဥစဉ်ကကြိုက်လွန်းလို့အမြဲတမ်းရွတ်ဖြစ်တယ်ပေါ့ရွတ်ဖြစ်တဲ့အခါမှာဒီကြပြလေးကိုဖတ်ပြီးတော့ဥစဉ်အတွက်ရွာမှာလုပ်တဲ့လုပ်ငန်းတွေအားဖြစ်နေအများကြီးထောက်ကူပြုခဲ့တယ်ဥစဉ်အင်းတော်ကိုလွန်ခဲ့တဲ့20နဲ့3နှစ်ပေါ့2000 2001 2002 2003 ဲ့နှစ်တွေကဥစဉ်ကအင်းတော့မှကြောင်းထိုင်ဘုန်းကြီးလုပ်ကြောင်းထိုင်ဘုန်းကြီးလုပ်တဲ့အချိန်မှာဥစဉ်ကအသက်28နှစ်ပဲရှိသေးတယ်အသက်28နှစ်ရွယ်ကြောင်းထိုင်ဘုန်းကြီးလုပ်တော့ဥစဉ်တို့ရဲ့ဥစဉ်ရဲ့ဆရာသမားပေါ့ဆရာတော်ဥနန္တော်ဘာသာတိတ်ပြီးတော့ရရရရည်တွေတိတ်မဝင်စားစိတ်မဝင်စားဘူးအေးအေးဆေးဆေးလေးနေပြီးတော့ဒီလိုလေးနေတော့ဓာတ်သူရွာသားတွေတိတ်ပြီးတော့အချိန်မရှိကြဘူး ်နိဗ္ဗာန်မဟုတ်ဘူးအเจ้าထဲမှာတီးတဲ့အသီးဆိုရင်အเจ้าကကိုရင်ဥစဉ်နေမစားဘူးအင်္ဂပြောစီမှဲ့ပြီဆိုရင်ရွာထဲကခုတ်သွားပြီဘယ်သူမှမသိဘူးအုံသီးဆိုလည်းရွာထဲကလူတွေချကျင်တဲ့ချင်းကြတေရသီးလည်းအเจ้าကကိုရင်ဥစဉ်မစားဘူးဒီလိုဖြစ်အဲ့တော့ဥစဉ်ကိုအเจ้าနိုင်ဘုံကြီးတင်မြောက်တော့ဥစဉ်အเจ้าနိုင်ဘုံကြီးလည်းဖြစ်ကြရစီကန်းထုတ်တယ်เจ้าเนี่ยก็ติดตีวลันก็พ่อนี่ไม่ไปเว้ยเนี่ยไม่อยู่อ่ะอยู่แต่หลูตะโคเว้ย စားပွဲတီးမျိုးတကြိမ်ခိုးကြောရိုးကြိမ်သုံးချက်လို့ဥစဉ်ကအဲ့ဒီလိုအမိန့်လေးထုတ်တယ်။ကျောင်းထဲကတည်တည်တလုံးကိုတခါခိုးရင်ကြောကိုကြိမ်သုံးချက်ရိုက်ခံရမယ်လို့ဒီလိုလေးအမိန့်ထုတ်တယ်။ဥပဖြားဖြားပဲပထမဆုံးကကလေးမလေးတယောက်တရက်ဖြူစည်းလေးသီးလို့ဥစဉ်ကဒါလေးရိတ်တကြီးကြီးကြီးနဲ့အဲ့တရက်ဖြူစည်းလေးခိုးခိုးရတော့မဟုတ်ဘူးပေါ့သူတို့အနေနဲ့စွန့်နေကြသလိုလက်က ခုလိုက်တာအဲ့ကလေးမလေးတွေ့တော့ဥစဉ်ကရိုက်တယ်ရိုက်တော့ဥစဉ်ကိုပြောကြတာပေါ့အဲ့ဒီနောက်တခါဥစဉ်ညီပဲကြီးသိမလကာသီခိုးခိုးတဲ့စိတ်တော့ရှိမှရှိမှလွယ်လွယ်လေးစိတ်ကလက်တွေကဟောပြီးတော့သူ့တက်တကာရိုက်တယ်နောက်တခါသိရဲ့ရှေ့ဘက်ကအုံးပင်မှာ ကိုပေါ့ဆန်ရဲ့သားတက်ခူးလို့တခါမပြောစည်းရဲ့တရသီးရဲ့ ုံးစည်းရယ်အဲ့ဒီသုံးယောက်ကိုဦးသင်းကခိုးရမလားဆိုဘုန်းကြီးတိမပေးပဲခိုးရမလားဆိုရိုက်တော့အာဘုန်းကြီးကလည်းတိတိလေးတစ်လုံးနဲ့ရိုက်ရသလားဘာညာလဲဒီလိုပြောအဲ့ဒီသုံးယောက်ရိုက်ပြီးတော့နောက်ရွာတဲ့လူတွေကြောင်းတဲ့ပစ္စည်းမယူကြတော့ကစုံလာမှာတရသီးတွေမှဲ့တဲ့ခါကျတော့ဦးသင်းကတအိမ်ကိုအကုန်လုံး၅လုံး၅လုံးစီဝေပေးတယ် မှဲ့တဲ့ခါကျအကုန်မျှပြီးစားကြဟေးဆိုတော့တိမ်တရွာလုံးစားရတယ်ငါလုံးငါလုံးဟာနောက်တကဝါဆိုမှဝါဆိုသီးတွေမှဲ့တဲ့ခါဝါဆိုတရသီးတွေလည်းဝေဟေးဆုံးချိန်ပို့တဲ့အိမ်တွေဆုံးလက်ကတရွာလုံးတလဲ့စီပို့နေကြတော့အဲ့အိမ်တွေလည်းငါလုံးငါလုံးစီဝေဆိုတော့ဟာဘုန်းကြီးစီကံမဆိုးဘူးဆိုပြီးဒီလိုဖြစ်လာတာပြောကြင်တာကဥစဉ်အဲ့ဒီ69 2000မှာရွာစီကံတွေအဲ့ဒါမျိုးလေးတွေပြင်ခဲ့တယ်အဲ့တော့ကအလှတစ်ခုမှာဘုန်းကြီးတွေလှူတာ အလှပွဲတပွဲဆိုဘုန်းကြီးက900ပဲလှူတယ်။ဘုန်းကြီးတွေဆုံးကတ်တာကလည်းပဲရွာတဲ့ကအိုးကြီးချက်နဲ့ပဲကတ်တယ်။တချို့ဘုန်းကြီးတွေတနတ်စားတယ်အိုးကြီးချက်ကမနှက်တော့မစားစားမဖြစ်တော့မနှက်တာနဲ့ဘာနဲ့အများကျက်ဆိုတခါတခါအလှူတွေဖြစ်တော့ဘုန်းကြီးတွေဒုက္ခရောက်။အဲ့ဒါကြည့်ပြီးတော့ဥစဉ်ကရွာတဲ့ကအလှူတွေရက်လာရွေးရင်ဆိုင်နေပါမလားညိတ်နေသက်တွေပါမလားပါမပါဖះဆိုင်ပါညိတ်ပါတယ်ဆိုရင်ဂောဇကံတန်ကဘယ်နှပါရှိတယ်မလျှော့နဲ့ဟာနောက်တက်က ဆိုင်နေပါတယ်မယ်ဆိုရင်ဆိုရင်ဆိုကဘုန်းကြီးအော်ဒါပေးတဲ့အတိုင်းချက်လက်ဖေးမြီးကလည်းဦးစင်အမိတ်မထုတ်ခင်တော့ကဘာလို့မေးလဲတော့ဘုန်းကြီးကြောင့်လာပို့တဲ့လက်ဖေးမြူးကအကျော်ရဲ့လက်ဖက်တော့ရဲ့ပဲချမ်းကျော်ရဲ့အဲဒါကြီးတွေများရွာရဲ့ဒလေးပေါ့အာနောက်တကဆိုင်နေဝိုင်းနေပါမယ်ဆိုရင်လည်းဘုန်းကြီးပေးတဲ့အော်ဒါအတိုင်းလက်ဖေးမြီးကဝဲမြို့မအိမ်မှာထိုးမုံတို့ဦးစင်ကအာမြို့ကောင်းတဲ့မုံလေးတွေစရင်ရေးပေးပြီးတော့မှအဲ့လိုလေးပြောင်းပြောင်းယူလာတာ ယူလာတော့တရွာလုံးကလည်းအဲ့ဒီနီလေးလိုက်ပြီးတော့အကုန်ပြောင်းလာကြ။ဟာတပည့်တော်မတတ်နိုင်လို့သားကြီးရှင်ဖြစ်ပါဖရားဆိုရတယ်ဒါဆိုရင်တော့ဘာမှမလုပ်နဲ့လူကျင်တဲ့လောက်ပဲလူမလူနိုင်လဲရတယ်ဥစဉ်အကုန်လုတ်ပေးမယ်ဆိုဥစဉ်ကအဲ့လိုလေးလုတ်ပေးခဲ့ပြောကျင်တာကရွာသူရွာသားတွေအခြားဘက်ကချဲ့လာရင်ဘာသာရေးဘက်ကိုမနှိမ့်နဲ့ပေါ့ဥစဉ်ကဒါပြောတာလောကီဘက်ကနှိမ့်မြင့်လာရင်လောကုတ္တရာဘက်လည်းမြင့်ကြဘုန်းကြီးတော်ဘာဆိုင်တွေဝိုင်းနေတဲ့လူမယ်ဆိုရင် အဲ့ဒါ900မလူနဲ့3000လူဒီလိုမျိုးပေါ့ဟုတ်လားစိုင်းနေဝိုင်းနေမပါဘူးဆိုရင်စီပြီးတော့တာကြီးရှင်ဖြစ်ပါဗျာ900မလူလဲရတယ်ဒီလိုလေးပြင်ပေးအဲ့ဒါလေးတွေဥစဉ်တစတစနဲ့ပြင်ပေးပြီးတော့ဥစဉ်3နှစ်တာကာလဒီလိုလေးပြင်ပေးအဲ့ဒါကြောင်းစည်းကမ်းနဲ့ပတ်သက်လို့ပေါ့နောက်တကလှူတန်းရှိရင်ဘုန်းကြီးကျောင်းနဲ့လှူရင်အရက်မတော့ဘူးအရက်တော့ရင်တော့အဲ့ဒီလှူချက်ချင်းရအကုန်လုံးကျောင်းထဲကထွက်ဒီလိုလေးတွေအမိန့်ထုတ်တယ် အဲ့ဒါလေးတွေလည်းအကြောင်းထဲမှာဥစဉ်အောင်မြင်ခဲ့တယ်။နောက်ပညာရေးအဲ့ဒီ2000 2000တဲ့2000နှစ်စီကဥစဉ်ကျောင်းထိုင်တုန်းကပေါ့။ရွာမှာဆောင်းမွေးဆယ်တန်းဆောင်းမွေးအောင်တဲ့လူကဆရာကြီးဥညွန်သန်းရယ်ဆရာတင်ဆန်းရယ်သမီးတော်တော်ဆန်းရယ်ကိုဆရာမကြီးဒေါ်ပေါ်စင်ရယ်ဒီ300ယောက်ပဲလက်ချိုးကြီးလို့လက်တစ်ဖက်မပြေဘူး300ယောက်ပဲရှိ။အဲ့လိုဖြစ်တော့ဥစဉ်ကပညာရေးကိုအားပေးခြင်းတယ် ရွာကဘုန်းကြီးကျောင်းနဲ့တန်းကျောင်းကလည်းပဲတီးကြားကြီးလိုဖြစ်နေကြတော့တန်းကျောင်းတက်တဲ့ကလေးကဘုန်းကြီးကျောင်းဆိုရင်အထင်သေးတယ်ဥစဉ်ကဘုန်းကြီးကျောင်းကိုနေကလေးကနေလာအဲ့တော့ဥစဉ်ကတိလာတယ်ဥစဉ်ဘုန်းကြီးဖြစ်တဲ့ခါကျတော့ဒီဆရာမကြီးတဘောစင်တို့နဲ့ပဲပေါင်းပြီးဘုန်းကြီးကျောင်းတန်းကျောင်းမခွဲနဲ့ဆရာဆရာမတွေမအားဘူးဆိုရင်ခရီးသွားစရာရှိတယ်နေမကောင်းတယ်ဆိုရင်မတင်နိုင်တဲ့အတန်းဥစဉ်စီပို့ဥစဉ်ကတင်ပေးတယ် ဟာနောက်တကစနေတနေ့ကလေးကြောင်းနှစ်ပတ်တစ်ပတ်ကိုနှစ်ရက်ပိတ်တဲ့ထဲကတစ်ရက်ကိုပေးပါဆိုတော့စနေနေ့ပေးတယ်အဲ့ဒီစနေနေ့ကိုဦးစင်းကသင်ပေးတယ်လေရန်ရောက်တဲ့ကလေးဟာမိကလေးဆိုဓမ္မစကြာရွတ်တာလေရန်ရောက်တဲ့ကလေးကယောက်ျားလေးကပဋ္ဌာန်းရွတ်တာမယ်ဆိုပြီးတော့အဲ့ဒါဦးစင်းဓမ္မစကြာဖွဲ့လေးတွေဖွဲ့ပေးတာအဲ့ဒီဓမ္မစကြာဖွဲ့ဟာဘာဖြစ်တယ်လဲမေးလိုက်တော့ဓမ္မဝုတ်ကြီးအသင်ပေါ့ဒီလိုဖြစ်လာတာဟုတ်လားအေးဘုလားတောင်တို့ ਨੇ ဖွဲ့တော့ကဓမ္မ ဒီနာမည်လေးနဲ့အရင်စလာခဲ့တယ်ဓမ္မဝုကြီးအသင်းဒုတိယအသင်းလေးဒီလိုလေးအဲ့ဒါလေးတန်းအောင်ပြီးရင်ရွတ်ချင်ရွတ်မရွတ်ချင်နေလေးတန်းကိုတော့ရုပ်ကိုရွတ်ရမယ်လို့ဒီလိုမိန့်ထုတ်မိန့်ကလေးတွေကယောဂီကိုယ်စုံလေးတွေနဲ့ဥပုံနေအဲလာပြီးနေဆိုရင်ဥစဉ်ကြောင်မှာလာပြီးဓမ္မဆက်ကြရွတ်ယောက်ျားလေးတွေကအဖြူရောင်ဝတ်စုံလေးတွေနဲ့လာခွေနေညဆိုရင်ကြောင်းမှာပဋ္ဌာန်းရွတ်ကြတယ်လေးတန်းကြောင်းသားလေးတွေဥဒင်းတင်ပေးခဲ့တာ အဲ့လိုနေနဲ့တင်ပြီးတော့လာလိုက်တော့နောက်တစ်ခါလေးတန်းအောင်ပြီးရင်ဆက်မထားဘူးကြောင်းထွက်ကြပြန်အမထုတ်ကြပါနဲ့ရှင်မကကိုဆက်ထားပေးပါဦးဇင်ကတိုက်တော်တယ်လေးတန်းရောက်တဲ့ကြောင်းသားလေးတွေကတခါကြောင်းကိုခေါ်ပြီးတော့ဦးဇင်ကကြောင်းသိပ်ပေးတယ်မနေ့စာကြောင်းချက်ကျွေးညအင်ပါတာမီမနေ့အင်ပါတာမီလေးနဲ့မီးထွန်းပြီးတော့ကိုရင်လေးတွေအဲကြောင်းသားလေးတွေကိုစားကြက်ခိုင်းလေးတန်းအောင်ပြီလေးတန်းအောင်ပြီငါးတန်းအောင်ပြီတဲ့ဆိုရင်တတော်ကောင်းတွေမှတ်မိမလားတော့မသိဘူး ဲဦးဇင်ကျောင်းဝင်းထဲမှာစတိတ်စင်ကြီးထိုးပြီးတော့၄တန်းအောင်တဲ့ကျောင်းသားလေးတွေကို2000တန်းနိုင်2000 3000တန်းနိုင်3000ဦးဇင်ကစုချ၅တန်းအောင်ရင်ဘလောက်6တန်းအောင်ရင်ဘလောက်9တန်းအောင်ရင်ဘလောက်အဲ့လိုစုချအဲစုချတဲ့ပွဲမှာမဲ့ရွာကိုမျိုးမင်းရဲ့ကာရာအိုကေစက်ကြီးနဲ့အဲ့တော့တရားဘုံမှာ3ပုတ်မလားတချင်းကလေစုချဆိုပြီးတော့ဦးဇင်ကစုပေးပြီးတော့မှကိုယ့်ရဲ့ပညာရေးကျောင်းစီယုံရေးကိုအားပေးမဲ့တခြင်းမျိုးလေးတွေစူးစမ်းဆိုခိုင်းကြဆိုခိုင်းတယ်ပေါ့အတိတ်တရားညာတခုလို့ ရောင်ပေစုတို့ဟာဒီလိုသချင်းလေးတွေတရွာလုံးဆိုကြတယ်ဥစဉ်ကအဲ့ဒီကနေမြောက်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 ပြီးတော့လာ၄တန်းကနေ၅တန်း၅တန်းကနေ၆တန်း၆တန်းကနေ9တန်းနောက်ဆုံး10တန်း10တန်းအောင်ရင်9000ပေးမယ်ဟေး10တန်းအောင်ရင်ပထမ9000ပေးတာ9000ပေးမယ်ဟေးအာ9000ပေးမယ်ဆိုကြိုးစားဟာနောက်တကနည်းနည်းလေးဘာဘူးလာတော့ငွေကြေးစကားပြောလာတဲ့အခါကျတော့အေးနောက်တက9000ပေးမယ်ဟေးဆိုခုကြ9000ဖြစ်သွားတယ်။ဆယ်ရန်ဂုံတုတပါသာပါတသိမ့်ဖေး သုံးပါးသားရဲ့အထက်ဆိုရယ်သိဟေးဆိုပြီးတော့ဦးသိန်းကကလေးလေးတွေကိုပညာလူချင်းသိရှိအောင်မြှောက်ပေးခဲ့ရာကနေအခုတော့ဦးသိန်းတို့ရွာကနေ၅ပါးသားဂုံတူ၆ပါးသားဂုံတူစကိုင်းတိုင်းမှာတတိုင်းလုံးပထမရတဲ့ចောင်းသားတွေဒီပေါ်ထွက်လာတာဟာဦးသိန်းတို့အဲ့လိုတစားတစားနဲ့ကြိုးစားခဲ့ကြတာဟုတ်လားဟေးအဲ့ဒါလေးတတိုင်းလုံးပထမရတဲ့ចောင်းသားတွေဒီပေါ်ထွက်လာတာဟာဦးသိန်းတို့အဲ့လိုတစားတစားနဲ့ကြိုးစားခဲ့ကြတာဟုတ်လားအေးအဲ့ဒါလေးတွေသူတော်ကောင်းတို့တွေပြန်မမေ့နဲ့ အဲ့တော့ဆရာတော်ကြီးရဲ့အဲ့ဒီစကားလေးတွေအဲ့ဒီကြပြားလေးဟာဥစဉ်ကဒီလိုလှုပ်ဖြစ်ဖို့ကြောတွန်းအားလေးလို့ဥစဉ်ကဒီလိုယုံကြည်တယ်လူပြေလောကလူဘဝကအိုရနာရသေရအုံမြီဓမ္မရာဒီတဲ့လူဖြစ်လာမှတော့အိုမနာမသေမှာပဲဟုတ်တယ်မို့လားမအိုမနာမသေမဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးလူတိုင်းလူတိုင်းအိုကြမှာနာကြမှာသေကြမှာကြီးပဲ တို့ပြည်တဲ့ကတင်သေးသွားတော့တင်ဖွားတော်မြေတင်တို့မြေသည်အခြေတိုးမြေကြံကောင်းတင်ဤလောတမန်အပြင်ကြည့်ရင်တော့ကို့ရွာကို့မြေကို့အခြေနေဟာမြင့်ပဲမြင့်စေရမယ်နှိမ်မသွားစေရဘူးဟုတ်တယ်မို့လားအေးခုသူတော်ကောင်းတို့တို့ဦးဇင်းတို့တို့လက်တွဲပြီးတော့ကြိုးစားလာခဲ့ကြတာဦးဇင်းရဲ့ပါရမီဖြစ်ပေမြတ်ဖြစ်တဲ့ဒီဓမ္မဝိဓမ္မစက်ကြအသင်အလုံးလုံးခဲ့တာဒီအများကြီး အခြေတိုးမြင့်ဖို့အတွက်လောက်ကြတယ်လို့ဒီလိုနားလဲကြဟုတ်ပြီလားသင်ဤမျိုးသားစာတကားလည်းကြီးပွားတက်မြင့်ကြံကောင်းသင်ဤသောသောကဥစဉ်တို့တို့ပညာရေးအားပေးတာကိုရွာကိုသူရွာသူရွာသားလေးတွေတမြေတဲ့နေတရေတဲ့တော့တရွာထဲမှာနေကြတဲ့ကိုကလေးလေးတွေပညာရေးတိုးတက်အောင်ဥစဉ်ကအဲ့ဒါစောင့်ရှောက်တာပဲဥစဉ်ကအဲ့လိုစောင့်ရှောက်လိုက်တဲ့ကဘာဖြစ်လာတော့မလဲတော့ရွာထဲကလူတွေကဘာဖြစ်လို့ အတိညာဉ်တွေမြင်ပြီးတော့စောင့်ရှောက်လာကြတယ်။ဥပမာပြန်ခုဒီမမန်းဦးတို့မမင်းကြီးတို့ဆိုရင်ဥစဉ်အမတွေပဲစာမတတ်ကြအောင်သူတို့စာမတတ်စာမတတ်တော့လည်းပဲဥစဉ်ကအဲ့လို ပြောခဲ့တဲ့စကားလေးတွေနဲ့သူတို့ရဲ့တူမာလေးတွေဥပမာဆမ်းမျိုးရဲ့သမီးဆိုသူတို့ရဲ့တူမာမို့လားအေးဒါမျိုးတွေဆိုဆယ်တန်းနေအောင်ပြီးတက်ကတူဘွဲရသည်ထီအောင်ကိုမတက်တော့လဲ ို့တူကို့မြည်ကြတော့တက်အောင်ထားရမယ်ဆိုတဲ့အသည့်လေးတွေဖြစ်လာကြတာဥစဉ်ကအဲ့ဒါလေးတွေကြည့်ပြီးတော့ကျင်းတတ်တယ်ဟုတ်လားအေးဒီတိုင်းမှာပဲဥစဉ်တရွာလုံးတော်တော်များများကဒီတိုင်းနေကြည့်ပဲဒါဥစဉ်ကလလန်းမီတလို့ပြောပြတာဟုတ်ပြီလားအေးဒီစိတ်လေးတွေအလုံးရှိလာတာဥစဉ်ကကျင်းတတ်တယ်နောက်တကအချင်းပြိုးမြင့်ကြံကောင်းတင့်ဤဆိုတာအခုသူတော်ကောင်းတွေစောက်ကြတဲ့ဆေးရုံတွေကအဆောက်ဦးလူတွေကတော့အများစုခေါ်ကြတာပေါ့ဓမ္မဆက်ကြဆောင်တဲ့ ဟုတ်လဲဟုတ်ပါတယ်ဓမ္မစက်ကြာဖွဲ့စောက်တဲ့တို့တော့ကြောင့်ဓမ္မစက်ကြာကျောင်းဆောင်လေးဘလောက်သုံးဝင်တယ်လဲမေးရင်အားလုံးသိတဲ့အတိုင်းကိုစင်းတို့ဆေးရုံဖွင့်ပေးမှာအဲ့ထဲမှာမှတ်ပုံတင်လောက်ကြတယ်ဟာလူနာတွေအဲ့ထဲမှာလည်းဘာလို့ကြတော့ထိုင်ဆောင်ကြတယ်ဒီလိုမို့လားဟာအခုဆေးရုံသုံးပစ္စည်းတွေခေါင်းအုပ်တွေခြံတောင်းတွေစောင်းတွေကော်စောတွေအားလုံးဟာအဲ့ဒီအဆောင်ထဲမှာတွင်ပဲဦးစင်းတို့တွေထိန်းလို့သိမ်းလို့ရတယ်ဟုတ်တယ်နော်အများကြီးအကျိုးပြုတယ် အဲ့တော့ကိုကြီးကိုရွာကိုအခြေတိုးမြင့်ကြံကောင်းသိမ့်ဤဆိုတာဩဘုန်းကြီးနှစ်သက်တဲ့ကြပြားလေးအတိုင်းဘုန်းကြီးကလှုပ်လှုပ်ခဲ့သလိုငါတို့လှုပ်တဲ့လှုပ်ကလည်းဆရာဇော်ကြီးတိုက်တွန်းတဲ့အတိုင်းငါတို့လှုပ်နေတာပါလားလို့ကိုကိုကိုသဘောကျဟုတ်ပြီလားအေးဦးဇင်းတို့တွေကနှစ်တရာတွင်ကတော့သေမှာပဲမသေမဲ့ပုံကမရှိဘူးဒါပေမဲ့လို့အခုနှစ်တရာတွင်သေသွားအောင်တော့ တို့ဓမ္မဆက်ကြဓမ္မဝုကြီးသင်ဆိုပြီးတော့ဟဲနှစ်ပေါင်းများစွာရွတ်လိုက်ကြတဲ့ဓမ္မဆက်ကြတွေတို့တို့တွေဘာကြံတယ်လဲလို့မေးရင်ဓမ္မဆက်ကြရွတ်တဲ့ကုသိုလ်ကတော့ကိုယ်တန်တန်မှာရပြီးသားဟုတ်တယ်နော်ဒါပေမဲ့လို့ဒီဓမ္မဆက်ကြဖွဲ့ကြီးကဘာတွေလှုပ်လှုပ်သွားတယ်လဲလို့မေးရင်ဒီမေဒါတို့ဓမ္မဆက်ကြစောက်ထားတဲ့ဟောက်ဦးပဲလို့လက်ညှိုးထိုးပြလို့မရဘူးလားအချိန်မရွေးပြလို့ရတယ်ဟုတ်ပြီလားအဲ့ဒါသာဝရကုသိုလ်ဘာကုသိုလ်လဲဘယ်တော့မှဒါပြောင်းလို့ရွှေ့လို့မရဘူး မြောက်ပြက်ဘူးဟုတ်ပြီလားကိုယ်လည်းဘယ်သူကမှထင်သေးလို့မရဘူးဓမ္မစက်ကြာနှလုံးသားမှာဖျားတယ်ပြီးတော့ဓမ္မစက်ကြာယွတ်နေကြသလိုပဲကိုကြီးရွာကိုသာသနာတော်အတွက်လည်းပဲဟာဒီလိုဆေးရုံထဲမှာအဆောက်အဦတစ်ခုဓမ္မစက်ကြာကြီးရဲ့ညီညွတ်မှုစွမ်းအားနဲ့တို့စောက်လူထားတယ်ဆိုတာကိုကဂုံယူစရာကောင်းတယ်ဒါပြောတာဟုတ်ပြီလားအေးအဲ့ကြောင့်ဦးစင်းကဂုံယူတယ်သူတော်ကောင်းတို့လည်းဂုံယူကြဟုတ်ပြီနော် ူပြေလောကလူဘဝကအိုရနာယသေယအုံမြေဓမ္မတာဒီတို့ပြိတကတင်သေးသွားတော့တင်ဖွားတော်မြေတင်တို့မြေသည်အခြေတိုးမြင့်ကြံကောင်းသိဤမြတ်စွာဘုရားလက်ထက်ကအနာတပိန်တထေးသူတော်ကောင်းတို့လည်းမမှီဘူးဥစဉ်လည်းမမှီဘူးလွန်ခဲ့တဲ့နှစ်ပေါင်း2600ကျော်ကလေးကအနာတပိန်တထေးမလားအခုသူတော်ကောင်းတို့ရဲ့ဗဇတ်ထဲမှာအနာတပိန်တထေးဆိုရင်ဖခင်ကြောင်းတကကြီးလို့ပြည့်မမြင်ဘူးလားဟာသူနဲ့တူတထေးတွေအများကြီးပဲသူတော်ကောင်းတွေသိသေးလား မသိတော့သူ့ကြဘာလို့သိနေသလဲမေးရင်ចောင်းဆောင်လူွားလို့ဟုတ်လားကဲသူတော်ကောင်းတို့တွေဥစဉ်တို့တွေမရှိသည့်တန်အောင်အဲနောက်ရွာကြီးမှာတီတကူအာရောကြဒါနာဆေးုံနဲ့ဘယ်သူဆောက်သွားတာတို့ဟာတို့ရွာသားဒေါက်တာအိန္ဒာစရိယဆောက်သွားတာသူတော်ကောင်းတို့လည်းပြောပြလို့မရဘူးလားဥစဉ်ကလည်းပဲလက်ညှိုးထိုးပြလို့မရဘူးလား ဟာဘုန်းကြီးကတော့မဲတောက်လိုက်ကြတာမင်းတို့ရွာသူရွာသားတွေကဘာကောင်းမှုမှမပါဘူးလားဆိုတော့ပါတာပေါ့ဒီမဆက်ကြဖွဲ့ဆောက်တာဒီဆောင်လေဟုတ်တယ်မလားဟာဘယ်သူကလှူတာဒီဆောင်ဟာမောင်ကန်ချွန်တို့ကလှူတာကဒီဆောင်တက္ကမကြီးဒေါ်မြတ်ညွန့်မိသားစုကလှူတာကဒီဆောင်ဒေါ်မြတ်ကွန်မိသားစုလှူတာကဒီဆောင်ဟာတရွာလုံးကလှူထားတဲ့ចောင်းဆောင်တွေចောင်းဆောင်တွေလက်ညှိုးထိုးပြလို့မရဘူးလားဘုန်းကြီးစူးစမ်းတယ်လို့ရွာသားတွေလည်းဘာဖြစ်ကြတော့စူးစမ်းတယ်ဟေးဆိုတာကဒါပြလို့ရတာ ုတ်ပြီလားအေးအဲ့ဒါတွေကဥစဉ်လို့တို့တွေဥစဉ်ကရွာမှာလောက်ရတာဂုံယူတာအဲ့ဒါပြောတာဟုတ်ပြီလားဂုံယူတယ်ဘာဖြစ်လို့ဂုံယူသလဲမိလဲတော့သူတော်ကောင်းတို့တွေနံပါတ်၁ကကိုဆရာဇော်ကြီးရဲ့ဇကားနဲ့တင်ဖွားတော်မြေတင်တို့မြေဒီအခြေတိုးမြေကြံကောင်းတင်ဤဆိုတာအခြေတိုးမြေဆိုတာကငဘဝပညာမတတ်ရကနေပညာတတ်လာအောင်ဆယ်တန်းမအောင်ရကနေဆယ်တန်းအောင်လာအောင်အဆောက်အဦမကောင်းရကနေအဆောက်အဦကောင်းလာအောင်ဖယားရှိခိုးခြင်းစိမရှိရကနေရှိခိုးခြင်းစိရှိလာအောင်ဟုတ်လား ရာဟိတလှုပ်ချိန်စိတ်မရှိရကနေလှုပ်ချိန်စိတ်ရှိလာအောင်ဒီစိတ်တွေပေါက်လာတာဒီတော်ကောင်းတို့တွေအဲ့ဒါအခြေတိုးမြင့်လာတာပဲဟုတ်တယ်နော်ဒီအခြေတိုးမြင့်လာတာပဲဥစဉ်ဘာလှုပ်လို့တော်ကောင်းတို့တွေတဆန်းသမျှအောက်ထည်ဆုံးတော့ကာယဒါနခေါ်တာပေါ့ဟုတ်လားဝိယဝဆကုစုဟာအမြဲတမ်းယူနေကြဥစဉ်ကအဲ့ဒါတွေလည်းပဲအခုပြောပါတယ်ကျေးဇူးအထူးတင်တယ်လို့ဒီလိုပြောခြင်းတယ်နော် ဲ့တော့ဓမ္မစကြာဖွဲ့တွေဦးဇင်းတို့တို့ဆရာတော်ကြီးရဲ့တိုက်တွန်းသွားတဲ့ဇကားအတိုင်းဦးဇင်းတို့တို့အလုံးလုံးနေကြတယ်ဒီလိုမှတ်ကြနော်လူပြေလောကလူဘဝကအိုရနာယတေယအုံမြီဓမ္မတာသည်တို့ပြီတကသင်သေးသွားတော့သင်ဖွားတော့မြေသင်တို့မြေသည်အခြေတိုးမြေကြံကောင်းသင်ဤသင်ဤမျိုးသားစာစကားလဲကြီးပွားတက်မြေကြံကောင်းသင်ဤခုဦးဇင်းတို့ရွာမှာအဲ့2000 3ရက်နောက်ပိုင်းကနေစပြီးတော့လာလိုက်တာ2005 2006ဆိုတော့10တန်းတွေရောက်ကုန်ကြတယ်။အဲ့ဒီနှစ်ကနေအခုချိန်အထိအာ10တန်းမအောင်တဲ့နှစ်ကိုမရှိသလောက်ဖြစ်မလာဘူးလား။ဖြစ်လာတယ်ဒါဥစဉ်တို့တို့စိတ်တူကိုတူနဲ့စူးစမ်းခဲ့လို့ဒီလိုဖြစ်တာ။ဟုတ်လား။အေးပညာရေးကိုစိတ်ဝင်စားလာကြတယ်။တင်းဤမျိုးသားစာသကားနဲ့ကြီးပွားတက်မြင့်ကြံကောင်းတင်းဤ။တင်းဥချ၍အမျှဝေရဇေဒီသားနဲ့သစ္စာအယောင်ညံတဆောင်နဲ့ပြောင်းလျက်ဝင်းလျက်ရှိသေးသည်။ ဥဒေရွာကြောင်းထိုင်တဲ့နှစ်မှာပဲဥဒင်စိုးတို့ဒေါအောင်တင်တို့မိသားတစုကဥဒင်တို့ရွှေရတာကုန်းတော်ပေါ်မှာစီရီသေးလေးစပြီးတော့ပြုပြင်တယ်။ဝမ်းသာတဲ့ဥဒင်ကအဲ့ဒါလေး၉00ပြည့်လေးပြင်။အဲ့ဒါပြီးတော့တကွန်နိုင်ကြီးကိုခုအကြီးမြတ်ညွတ်မိသားတစုကတခါပြင်တယ်။အဲ့ဒီကနေဥဒင်နေတဲ့အကြောင်းကနေဟိုးတောင်ကိုလှမ်းကြည့်လိုက်ရင်တောင်ပေါ်မှာဖျားငုတ်တို့မဲမဲကြီးတွေအများကြီးပဲမို့လား။ ခုစလို့အင်တောင်းဝဲဆိုတာကနာမည်ကြီးရှေ့ကကြောက်ဆုံးကြီးကချွန်ထွက်တယ်ရေစည်းကတန်တဲ့အခါဝဲလေနေတာဖောင်သမားတွေဥစလို့ငငယ်ရဆိုဝဲတဲ့ဝင်ပြီးပြောမထွက်ဘူးတနာစရာကောင်းတယ်ခုလို့စက်ခဲမဟုတ်ဘူးလေလှော်ပြီးတော့ခတ်ခတ်ပြီးတော့မှဖောင်နေထွက်တချို့ဆို3 4ရက်လောက်တော့မထွက်နိုင်လို့ထိုင်းကိုရတဲ့ဖောင်သမားတွေရှိတယ်အဲ့တော့အင်တောင်းဆိုရင်ကြောက်ကြတာကြောက်တော့ဖောင်သမားချင်းချင်းသတိပေးကြတယ်ဟေးအင်တောင်းသားရောက်ရင်သတိထားဝဲတဲ့လဲမခံနဲ့မြန်မြန်လေးစောစောကလေးခတ်ထားဒီလိုပြော အင်းနောက်ဆိုတာဘလို့ရွာတော့กว่าလို့မေးတော့ရွာရှိမှာဖះငုတ်တို့မဲမဲတွေနဲ့ရွာဟာအင်းနောက်ရွာပဲဒီလိုပြောကြတယ်မလားခုဦးဇင်းတို့ရွာရှိမှာဖះငုတ်တို့မဲမဲရှိသေးလားမရှိပါဘူးရှိတော့ဘူးဖះငုတ်တို့မဲမဲမရှိတော့အဲ့ဒီကနေစပြီးတော့ပြင်လိုက်တာဦးဇံဘောဒေါသအိမိသားစုကလည်းတစုပြင်းတယ်ဟာနောက်တစ်ခါရွှေမုံထောစီတို့မြတ်ကြီးကိုပြင်းတယ်အဲ့ဒါပြီးတော့တန်တိတရဇီတို့မြတ်ကြီးကိုပြင်းတယ် ဲ့ဒါပြီးဒုက္ခရတဇီတော်မြတ်ကြီးကိုပြင်းတယ်အဲ့ဒါပြီးတော့တိန်တော်ကြီးကိုပြင်းတယ်ဟာနောက်တကဘုရားစုတေးသေးလေးတွေပြိုပြဲ့ပြီးတော့နေတာတွေကိုစုပေါင်းပြီးတော့ဓာတ်ပေါင်းသူဇီတော်ကြီးဆိုပြီးတော့ရွာသူရွာသားတွေရဲ့အင်အားဘုဖြူတို့ဒေါ်လုံးရင်တို့ရဲ့မတ္တီမှုနဲ့ဓာတ်ပေါင်းသူဇီတော်ကြီးလည်းအောင်မြင်တယ်ဟုတ်လားဟာအဲ့ဒီကိုထက်တယ်လဲတော့အပြလာဘသီရိဇီတော်ကြီးလည်းအောင်မြင်တယ်ဦးဇင်းတို့ပြင်ကြတာနော်အဲ့ဒါကဝက်လက်ကပြင်တာ အရင်ဆုံးပြင်တာကတော့အဲ့ဒီအောက်ကခြေတော်ရဇီဒီကိုဦးစင်းကပြင်တာဟုတ်ပြီလားအဲ့တော့ဇီဒီအဟောင်းတွေအကုန်လုံးဟာအသစ်အသစ်ဖြစ်ဦးစင်းတို့ဘာဖြစ်သွားတော့ပြောင်းသွားပြီအဲ့တော့ဦးစင်းတို့နေတဲ့ဒီကာလာလေးအတွင်းမှာဒါကိုကိုကို ပြန်တွေးပြီးတော့ဂုံယူရမယ်အရာတွေပဲလို့နားလည်ကြဟုတ်ပြီလားအဲ့ဒီဘုရားဟောင်းတွေပြင်ပြီးတော့ထီတော်တင်တိုင်းတင်တိုင်းရွှေမုံထော့ဇီဒီတို့မြတ်ကြီးကိုပြင်တယ်အဲ့လာပြီးတော့တန်တိတရဇီဒီတို့မြတ်ကြီးကိုပြင်တယ်အဲ့ဒါပြီးဒုက္ခရတဇီဒီတို့မြတ်ကြီးကိုပြင်တယ် ဲ့ဒါပြီးတော့တိန်တော်ကြီးကိုပြင်းတယ်ဟာနောက်တကဘုရားစုတိတိလေးလေးပြိုပြဲ့ပြီးတော့နေတာတွေကိုစုပေါင်းပြီးတော့ဓာတ်ပေါင်းသူဇေယျတော်ကြီးဆိုပြီးတော့ရွာသူရွာသားတွေရဲ့အင်အားဘုပြုတို့တော်လုံးရင်တို့ရဲ့မတ္တိမှုနဲ့ဓာတ်ပေါင်းသူဇေယျတော်ကြီးလည်းအောင်မြင်တယ်ဟုတ်လားဟာအဲ့ဒီကိုထက်တယ်လဲတော့အပြရလာဘသီရိဇေယျတော်ကြီးလည်းအောင်မြင်တယ်ဦးဇင်းတို့ပြင်ကြတာเนาะအဲ့ဒါကဝက်လက်ကပြင်တာအရင်ဆုံးပြင်တာကတော့အဲ့ဒီအောက်ကခြေတော်ရဇီရီကိုဦးဇင်းကပြင်တာ ဟုတ်ပြီလားအဲ့တော့ဈေးဒီအဟောင်းတွေအကုန်လုံးဟာအသစ်အသစ်ဖြစ်ဥစဉ်တို့ဘာဖြစ်သွားတော့ပြောင်းသွားပြီအဲ့တော့ဥစဉ်တို့နေတဲ့ဒီကာလာလေးအတွင်းမှာဒါကိုကိုကိုပြန်တွေးပြီးတော့ဂုံယူရမယ်အရာတွေပဲလို့နားလဲကြဟုတ်ပြီလားအဲ့ဒီဘုရားဟောင်းတွေပြင်ပြီးတော့ထီတော်တင်တိုင်းတင်တိုင်းလဲပဲသူတော်ကောင်းတို့တွေကကုစုပါဝင်ပြီးတော့အမျိုးဝလာတဲ့ပိဋကတ်တွေရွာမှာရှိတဲ့ပိဋကတ်တွေကျွေးဖို့မွေးဖို့တဲ့သူတော်ကောင်းတို့တွေကစီစဉ်ပေးတယ်ဒါတွေကိုလည်းဥစဉ်ကဒီနေရာမှာအထူးကျေးဇူးတင်တယ်လို့ဒါလေးလည်းပြောချင်တာပါ ဟုတ်ပြီနော်ဒီအဲ့ရတော့ကိုယ်ရွာကနေပြီးတော့ဒီလိုလေးဖြည်းပြီးတော့ပါဖြစ်လာတဲ့အခါနောက်တိုးချဲ့ပြီးတော့အခုဒီကြောင်လေးတခါလောက်တာဒါသစ္စာရောင်ကြီးကြောင်ပေါ့ဟုတ်ပြီလားဒါတော်ကောင်းတို့တွေဥစဉ်တို့ဒါအင်းတောင်းကြောင်ကိုယ်ရွာကြောင်တို့ဒီလိုသဘောထားကြဟုတ်ပြီနော်ဒီကိုယ်ရွာကြောင်လို့သဘောထားကိုယ်ရွာကြောင်လို့သဘောထားပြီးမဲ့လို့ဥစဉ်ကတော့အခုတော့စာသင်တိုက်ပဲဥတီထားတာဆိုတော့ ဒါကိုရွာကအင်းနှောင်းကစာသင်တိုက်အောင်မြင်နေတဲ့အင်းနှောင်းကပုံကြီးလောက်တဲ့စာသင်တိုက်ကိုအောင်မြင်နေတဲ့ဆိုတာအောင်မြင်စီခြင်းရင်ဦးဇင်းတို့တို့ကဒါအားပေးရမှာအားပေးရမှာဆိုတော့ဒီမှာမြဲတမ်းလာပြီးတော့နေဖို့မလိုပါဘူးဟုတ်လားစိတ်အားဖြင့်တို့ကောင်တို့တို့တွေဂုံယူဖို့နဲ့ဟာဒီမှာနေတဲ့ဦးဇင်းတွေစူးစမ်းဖို့ဒါလေးတွေတိုက်တွန်းရောက်တဲ့ခါလေးတိုက်တွန်းပေါ့ဟုတ်ပြီလားအမြဲတမ်းနေရင်ကြတော့လည်းမကောင်းဘူးအာဂန္တုကေဟီဥပကိလေသိဥပကိလေထံတဲ့လူရဲ့စိတ်ကငโกကရောင်တောက်ပေမဲ့လို့ဧည့်သည်အာဂန္တုတွေများလာရင် စိတ်တွေညင်နွမ်းသွားတတ်တယ်ဟုတ်လားစိတ်တွေပြောင်းသွားတတ်တယ်အဲကြောင့်ဥစဉ်ကအဲ့လိုမျိုးဖြစ်မှဆိုလို့ကိုသိပြီးတော့ဝန်ထွက်များလာသိမကြိုက်ဘူးဟုတ်ပြီလားမိသားစုအကြောင်းဆိုရင်တော့တရားလုံးဘဇူးနေနေပေါ့ဥစဉ်ကလေစာသင်တိုင်းမဟုတ်ဘူးဆိုရင်တော့ဘဇူးနေနေတရားလုံးနေတရားလုံးနေမကောင်းလားဒီလိုရည်ရွယ်ထားတာကိုယ်စာသင်သား90ကျော်60ရှိနေပြီးတော့စာသင်သားလေးတွေကြောင်းဝင်းနေထားနေစာသင်သားနဲ့ကြတော့တလပပါလေးဖြစ်တယ်တော့ဥစဉ်ကစာသင်တိုက်ကိုအားပေးရမှာဟုတ်ပြီလား အဲ့လိုအားပေးခြင်းလို့ဥစဉ်အမေနေမကောင်းတာတော့ဆေးကုစရာရှိတာတော့ဥစဉ်ကဒီတက်ခေါ်မလာဘူးဥစဉ်အမျိုးတွေဒီမှာလမ်းနေခြင်းလို့နေမကောင်းနေလို့ဘာကြောက်ကကဆေးဆေးနေရတာတပတ်တစ်ခါနှစ်ခါဆေးရလို့ဘုန်းကြီးရွာလည်းပြန်လို့မဖြစ်လို့နေကျင်တာတော့ဥစဉ်မျိုးတွေလက်မခံဘူးဥစဉ်ကဘာဖြစ်လို့လဲမေးလို့တော့စာတင်တိုက်ကိုအောင်မြင်စေခြင်းလို့ဟုတ်ပြီလားစာတင်တိုက်အောင်မြင်စေခြင်းလို့ဆိုတော့ဘာဆရာတော်ကြီးပြောတဲ့စကားလဲဆိုရင်တင်းဤမျိုးသားစာတကားလဲကြီးပွားတက်မြင့်ကြံကောင်းတင်းဤတဲ့ဟာကိုတို့တို့ကြီးရွာက ို့ရွာသူရွာသားတွေပညာရေးတိုးမြင့်လာတယ်လို့တို့ရွာသူရွာသားတွေအကြောင်းပြုပြီးတော့မှတို့နိုင်ငံသူနိုင်ငံသားတွေလည်းပညာရေးဘာဖြစ်လာလို့မြင့်လာအောင်တို့ကဒီလိုတဆင့်တက်ရမှာမို့လားဟုတ်ပြီလားအဲ့လိုမဟုတ်ဘဲနဲ့ကိုရွာလေးတော့တိုးတက်ပြီးတော့ဆိုတော့ဝလုံးကောင်းနဲ့လာတာတယ်လို့ဖြစ်မှာပေါ့ဟုတ်ပြီလားအဲ့ဒီဆင်ကနေကြော်ပြီးတော့မှအာခုရွာကနေပြီးတော့ဆေးကြောင်းသားတွေထွက်လာပြီဟုတ်ပြီနော်အာခုဒီမှာသားမနေကြော်တွေထွက်လာပြီဓမ္မစရိယအောင်တာတွေထွက်လာပြီ ဲကြောင့်ဒီเจ้าနိုင်လေးကိုယာရီထားလိုက်ရင်ဘာဖြစ်မလဲမိလဲတော့ဝိုင်းသာအားပေးလဲတာမဏိကျော်တွေထွက်လာကြတော့မှာဟုတ်ပြီလားအေးအဲကြောင့်ဦးစင်းကဒီเจ้าနိုင်လေးကိုဘယ်စုမှဟိုเจ้าတိုင်เจ้าပိုင်နေနဲ့အတ်မထားပဲနဲ့ဦးစင်းကဒီလိုလေးဦးစင်းကဗရဏနိုင်ကအနေနဲ့နေဗရဏနိုင်ကအနေနဲ့ထားအရှင်သူရိယကိုပညာရေးတာဝန်ခံထားတော့မကြခင်ဆောင်ဝက်ဖြေပြီးရှင်သူဇနတို့လာလိမ့်မယ်ရှင်သူဇနတို့ကိုဒီစွန်းသားကြောင့်ဖုန်ကြီးနဲ့တဲ့တာဝန်လေးတွေကိုယွာသားလေးလည်းအလုပ်ရှိအောင်ခွဲပြီးတော့ တက်ညီလက်ညီနဲ့ဥစဉ်ကမိသားစုစာတင်တိုင်းလေးဖြစ်အောင်ဒါစ조사နေတာဟုတ်ပြီလားအေးအဲ့လိုစ조사ခြင်းကဘာလဲမေးလိုက်တော့စောစောကဆရာတော်ကြီးပြောတဲ့စကားအရာဆိုရင်ဒါပညာရေးကိုမြင့်နေလို့ဒီလိုနားလဲကြဟုတ်ပြီနော်အေးအဲ့တော့သူတော်ကောင်းတို့တွေဥစဉ်ကအနှစ်ချုပ်နေနဲ့ပြောခြင်းတာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကယဟန်တော်တွေအတွက်မမေ့အပ်တဲ့ဌာနသုံးဌာနရှိတယ်တဲ့ဒီလိုပြောတယ် ယဟန်တော်တွေမမိတ်အပ်တဲ့ဌာနဘယ်နှဌာနတို့ယဟန်ဖြစ်စစမေယဖြစ်ကယဟန်နာဘိက္ခုအမြမမိတ်အမှတ်သားသုံးဌာနယဟန်ဖြစ်ခဲ့တဲ့နေရာမမိတ်အောင်ဘူးတဲ့ဖះကလေဥစဉ်ယဟန်ဖြစ်ခဲ့တဲ့နေရာဟာအင်တောင်းပဲဟုတ်လားအဲကြောင့်ဥစဉ်ကမမိတ်ဖះတဲ့ဆောင်ကြောင်းကန်တွေလည်းပြင်ပေးတယ်စာသင်ကျောင်းလည်းစောက်ပေးတယ်ဆေးရုံလည်းစောက်ပေးတယ်မီးရအောင်လည်းလုပ်ပေးတယ်လမ်းရအောင်လည်းဥစဉ်ကစူးစမ်းပေးတယ်ဟုတ်ပြီလား ဒါကိုကြီးကကိုရက်ကိုကိုမမေ့တာမြတ်စွာဘုရားလည်းမမေ့နဲ့လို့ပြောတာမမေ့ဘူးဥစဉ်ကဟုတ်ပြီနော်ယဟန်ဖြစ်တာစမေ့ရဖြစ်ကယဟန်တာပထမဆုံးတရားအထုလို့တရားထူးရတဲ့နေရာလည်းမမေ့ရဘူးတဲ့ဟာနောက်တစ်ခါယဟန်နာဖြစ်တဲ့နေရာလည်းမမေ့ရဘူးတဲ့ဘုရားမမေ့တဲ့နေရာသုံးထာနာပြလူတွေလည်းဒီတိုင်းပဲပေါ့သူတော်ကောင်းတို့တွေကိုမွေးတဲ့နေရာကိုကိုဘာမဖြစ်ရဘူးလို့မမေ့ရဘူးဟုတ်ပြီလား ဟာကိုအသက်မွေးဝမ်းကြောင်းအစလုံးလို့စီးပွားရေးဆင်ပြေတဲ့နေရာလဲမမေ့ရဘူးဟုတ်ပြီနော်ဟာကိုဘာကိုကိုရဲ့လုပ်ငန်းမှာထုတ်ထိတ်ရောက်လာတဲ့နေရာကိုလဲမမေ့ရဘူးတဲ့မမေ့ရတဲ့ဌာနဘယ်နဲ့ဌာနတို့အေးအဲ့ဒါကြောင့်သူတော်ကောင်းတို့တို့ဒီကနေ့ဓမ္မစကြာကျောင်းဆောင်ကိုဆောက်လုပ်ပြီးတော့လှူဒန်းတယ်ဆိုတာဖခင်ဟောဒေသနာတော်နဲ့အညီကိုရဲ့မွေးရမြေမြတ်ကိုငါတို့ကျေးဇူးဆက်တာလို့ဒီလိုမှဟုတ်လား အေးမွေးရမြည်မြည်ကျေးဇူးဆက်ပြလို့ဒီလိုနာသဘောကြကြနော်အေးဖုံဖုံရဲ့လှုပ်တဲ့အထဲမှာအဲ့လိုမွေးရမြည်မြည်ကျေးဇူးဆက်တဲ့သဘောနဲ့ဥစဉ်ကတိဆောက်တဲ့ဆေးရုံကြီးထဲမှာသူတော်ကောင်းတို့တွေရဲ့ဓမ္မဆက်ကြကျောင်းဆောင်ကိုလည်းဆောက်လို့လှူတဲ့တဲ့တော့ကြောင့်ဥစဉ်ကလည်းကျေးဇူးထူးတင်တယ်လို့ဒီလိုပြောကြင်ပါတယ်ဟုတ်ပြီလားငါတို့လှူတဲ့လူကဘုန်းကြီးကိုအားပေးရရောက်တယ်လို့ပဲဟာနောက်တခါဆရာစောကြီးစကားနဲ့ပြောတယ်လို့ဆိုရင်ကိုကြီးရွာကိုသာသနာကိုဘာသာကိုမြှင့်ရလဲရောက်တယ်ဖခင်ရောဒေသနာတော်နဲ့ပြောမယ်ဆိုရင်တော့ကိုရဲ့မွေးရက်ကို တို့ကျေးဇူးဆက်ရလဲရောက်တယ်လို့ဒီလိုမှတ်ကြပါဟုတ်ပြီလားအေးဤကဲ့သို့ဓမ္မသည်အာလုံကိုသည်ရှိပြီးတော့မှမိမိတို့ရဲ့ဘဝခရီးလမ်းဓမ္မနဲ့အညီဖြောင့်တန်းစွာလျှောက်လန်းနိုင်ကြတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်း